အမလုပ်ငန်းကဒီလုပ်ငန်းအမျိုးအစားတွေထဲမှာပါလာရှင်ပြည်တွင်းလုပ်ငန်းပဲဖြစ်ဖြစ်ပြည်ပလုပ်ငန်းပဲဖြစ်ဖြစ်မြန်မာနိုင်ငံထဲမှာနေထိုင်တဲ့သူတွေကိုအွန်လိုင်းကတစင့်ဥတီရောင်းချတဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုလုပ်ငန်းဖြစ်တယ်ဆိုရင် website ကနေဈေးရောင်းချတယ်ဆိုရင် social media တွေကတဆင့်ဈေးရောင်းချတယ်ဆိုရင် mobile application တွေကတဆင့်ဈေးရောင်းချတယ်ဆိုရင် online မှတ်ပုံတွေရှောက်ဖို့လိုတယ်နော်မှဟုတ်တယ်များပြီး online မှတ်ပုံတွေရှောက်ဖို့အချိန်မပေးနိုင်ဖြစ်နေလားမှညီမတို့ mob က online sales မပုံနေလျှောက်ဖို့အချိန်မပေးနိုင်တဲ့လုပ်ငန်းတွေကို မပုံနေရအောင်ကူညီဆောင်ရွက်ပေးနေပါတယ်မှဒါကြောင့်ဆိတ်ရှုပ်စရာမလိုတော့နော်အခုပဲ Viber number 399 6433 4396ကို OS လို့ပို့ထားလိုက်ရပြီနော်မှ အမလုပ်ငန်းကဒီလုပ်ငန်းအမျိုးအစားတွေထဲမှာပါလာရှင်ပြည်တွင်းလုပ်ငန်းပဲဖြစ်ဖြစ်ပြည်ပလုပ်ငန်းပဲဖြစ်ဖြစ်မြန်မာနိုင်ငံထဲမှာနေထိုင်တဲ့သူတွေကိုအွန်လိုင်းကတစဉ်ဥတီရောင်းချတဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုလုပ်ငန်းဖြစ်တယ်ဆိုရင် website ကနေဈေးရောင်းချတယ်ဆိုရင် social media တွေကတစဉ်ဈေးရောင်းချတယ်ဆိုရင် mobile application တွေကတစဉ်ဈေးရောင်းချတယ်ဆိုရင် IC မှတ်ပုံတွေရှောက်ဖို့လိုတယ်နော်မှဟုတ်များပြီး online ဈေးမှတ်ပုံတွေရှောက်ဖို့အချိန်မပေးနိုင်ဖြစ်နေလားမှညီမတို့ mob က အွန်လိုင်းဆေးမှတ်ပုံတင်လျှောက်ဖို့အချိန်မပေးနိုင်တဲ့လုပ်ငန်းတွေကိုမှတ်ပုံတင်ရအောင်ကူညီဆောင်ရွက်ပေးနေပါတယ်မှဒါကြောင့်စိတ်ရှုပ်စရာမလိုတော့ဘူးနော်အခုပဲ Viber နံပါတ်399 6433 4396ကို OS လို့ပို့ထားလိုက်ရပြီနော်မှ မလုပ်ငန်းကဒီလုပ်ငန်းအမျိုးအစားတွေထဲမှာပါလာရှင်ပြည်တွင်းလုပ်ငန်းပဲဖြစ်ဖြစ်ပြည်ပလုပ်ငန်းပဲဖြစ်ဖြစ်မြန်မာနိုင်ငံထဲမှာနေထိုင်တဲ့သူတွေကိုအွန်လိုင်းကတစင့်ဥတီရောင်းချတဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုလုပ်ငန်းဖြစ်တယ်ဆိုရင် website ကနေဈေးရောင်းချတယ်ဆိုရင် social media တွေကတစင့်ဈေးရောင်းချတယ်ဆိုရင် mobile application တွေကတစင့်ဈေးရောင်းချတယ်ဆိုရင်ဆိုင်းစီမှတ်ပုံတွေရှောက်ဖို့လိုတယ်နော်မဟုတ်များပြီး online ဈေးမှတ်ပုံတွေရှောက်ဖို့အချိန်မပေးနိုင်ဖြစ်နေလားမညီမတို့ mob က online sales မပုံနေလျှောက်ဖို့အချိန်မပေးနိုင်တဲ့လုပ်ငန်းတွေကိုမပုံနေရအောင်ကူညီဆောင်ရွက်ပေးနေပါတယ်မှဒါကြောင့်စိတ်ရှုပ်စရာမလိုတော့ဘူးနော်အခုပဲ Viber number 39963 4394 6ကို OS လို့ပို့ထားလိုက်ရပြီနော်မှ